ုတ်လုံလုံမလားလုံရဲလားလုံရဲထွက်လိုက်ထွက်လာခဲ့လိုက်ပြောရဲလားကျုပ်လိုမျိုးခမားတို့တော်တော်မှရိုင်းလုံးနေအောက်တန်းစားတွေခမားတို့အချို့လူတွေကိုကိုတိုင်းမလုံရဲဘူးကိုကိုတိုင်းကပြည်သူလူထုရဲ့သတင်းအမှန်ကို နိုင်ငံတော်သမရသိအောင်ဒုချုပ်သိအောင်မပြောရဲဘူးအစိုးရဝန်ကြီးဌာနသိအောင်ခမားတို့မပြောရဲဘူးခမားတို့ကြောက်လို့လာတိုက်ခိုက်တာ ခမတို့အော်တန်းသားယုံလားပြောရတာခမတို့ကျန်တို့တရေပဲမှာခမအခုမနေ့က3နှစ်ခွန်မှာ3နှစ်5မှာ PDF တွေရောက်လာခမတို့ပြောရတာကျုပ်တရေပို့တာလာပါခါ ਉ ရှင်းလားရှင်းလားကျုပ်ဖို့ယူစစ်လိုက်အကုန်ဇော်ပေါ်ကြီးပါလို့ဒါလည်းဂုံတိသွားမယ်ခမတို့အော်တန်းတော်တော်ကြတဲ့အမျိုးယုတ်တွေ ခမားတို့နိုင်ငံတော်အလံကန်နဲ့ဒူးချုပ်ရဲ့ဟိုကာဝေဦးစီးချုပ်ရဲ့ပုံနောက်မှခံထားတယ်ချစ်ဖေချစ်မေပြောပြီးတော့မှအောက်တန်းကြတာနော်ခမားတို့ကကိုချိုးစီပါကြည့်တယ်လူတွေခမားတို့ဖျဲသီးတွေနော်ခမားတို့ကျုပ်ကိုခုတတ်ဖို့ကြံနေပြီကျုပ်ကကုန်တည်တယ်ကိုနေမျိုးချူမှန်နေတယ်အလို့ကိုဗျဟုတ်ကော 好，好。好。好。 ဟုတ်ကဲ့ဟုတ်ကဲ့ကိုဟုတ်မဟုတ်ကိုဒီနေ့သူတို့အတွက်ပြောတာကျွန်တော်ဒီနေ့နောက်ဆုံးပဲကိုဟုတ်ဟုတ်ဟုတ်ကိုဟုတ်ဟုတ်ကိုဟုတ်ဖုံးစက်လာကျွန်တော်လိုက်ကိုတိုင်းရိုက်ကြည့်နေကြတာနော်တန်းကြီးမခံနဲ့တဲ့အခုမင်းသားကြီးနဲ့မုံမုတ်ခိုင်နဲ့တစ်ဖက်ကိုရက်လိုက်စော်ဘုံကြီးတစ်ဖက်ရက်လိုက်မယ်ရန်ကုန်မှာဖြစ်ဖြစ်မန္တလေးမှာဖြစ်ဖြစ်ကြိုက်တဲ့ဘက်မှာရက်လိုက် မင်းသားကြီးနဲ့မုံမိုးခိုင်ဘက်ကနေပြီးတော့မှလူများတယ်ဆိုရင်ကျွန်တော်တယ်ပင်ကိုတီးပြီးတော့ကျွန်တော်အသက်ခံနိုင်မယ်တိုင်းပြည်ကိုတကယ်ချင်းတိုင်းပြည်ကိုတကယ်လုပ်တဲ့လူမင်းနေရမှာပေါက်ဖွာလာလေဟိုနေရမှာပေါက်ဖွာလေဒီနေ့မှာပေါ့လာမပြောနဲ့အခုတရားရုံးမှာနေပါလေမလုံနဲ့ကွာချုပ်တယ်ရန်ကုန်မြို့ဦးဝိရသာဦးဝိဦးဝိဇာရလမ်းရဲ့ဘယ်ဘက်ညာဘက်မှာရက်လိုက်မလားမင်းသားကြီးနဲ့မိုးမိုးခိုင်ကိုနှစ်ယောက်ကိုဖေးတယ်ကွာကဲ စော်ပွိုင်းတစ်ဖက်မှာပဲရက်နေမယ်ပြည်သူလူထုဘယ်ဘက်မှာရှိလဲဆိုရင်မင်းတို့လည်းမင်းတို့ပါမင်းတို့သွားလိုက်တော့ငါလည်းငါပါငါသွားလိုက်တော့မယ်ချမလားဆင်ရဲလားမုံမောခိုင်နဲ့မင်းသားကြီးနဲ့ဟမ်ငါဒီနေရာနေစိန်ခေါ်တယ်ဒီညနောက်နေ့နင်တို့ရဲ့စောက်ပါဇက်နင်တို့စောက်ခွက်တွေလည်းမမြင်ကျင်ဘူးနင်တို့တည်လည်းမသိကျင်ဘူးဘဒူလာပို့ဖို့တခါလဲပြောမယ်နော်ကျွန်တော်တို့ဘာပြောပြောဘဒူမှလာမပို့နဲ့တော့နော်မန္တလေးမှာဖြစ်ဖြစ် မန္တလေးနန်းတွင်းမှာနန်းတွင်းအခြေမှာချမလားဟေ့အောင်မင်းသားကြီးဆိုတဲ့ကောင်နဲ့မိုးမိုးခိုင်နဲ့နေတော့ကတက်မတော်အတွက်နိုင်ငံအတွက်တိုင်းပြည်အတွက်လှုပ်လှုပ်တယ်ဟုတ်ပြီနေတော့လှုပ်တဲ့လူနဲ့ငါဇော်ဘုန်းကြီးတယောက်ပဲနေတော့နှစ်ယောက်ပေးတယ်ကြိုက်တဲ့နေရာမှာရက်လိုက်နေတော့ဘက်မှာလူများတယ်ဆိုရင်လက်ပေးပြကမ်းနိုင်မယ်တခုတော့ရှိတယ်ငါပတ်စံမချမ်းသာဘူးငါပတ်စံပေးပြီးတော့ဘုသူ့မှာငါမကားနိုင်ဘူး ငါလိုင်းဘော်တခုမဲ့ပြောလိုက်မယ်ကျွန်တော်ဇော်ဘုံအင်းနဲ့မင်းသားအင်းနဲ့မုံမုတ်ခိုင်နဲ့ဥဝိဇာရာဥဝိဇာရာလမ်းမှာကျွန်တော်ဇော်ဘုံအင်းကတော့ပတ်စံမပေးနိုင်ပါဘူးเนาะကျွန်တော်ကျွန်တော်ကိုချစ်တယ်ဝင်ရမယ်ဆိုတဲ့လူတွေအားလုံးကိုယ်ရည်ဘူးကိုယ်ကင်ပြီးတော့မှ လာပြီးတော့ဝင်ရမေးပါမင်းတို့မင်းသားအင်းတို့မုံမုတ်ခိုင်တို့လည်းမင်းတို့အခုငါ့လိုလိုက်တွေ့ပြီးပြောရဲလားချမလား 嘿哟，到 <music> 那个不露呢？到那个 DAO 呢？谁去看你不露呢？懂没啦？啊？得利息了，哎哟，得利息了！得利息了，所以捞起来辛苦来干哈喽？那你都辛苦嘞？嘿哟，没拿出来的个，做网上弄出来的个，没有哦。阿古没看他嘞，默默看我，我辛苦嘞个，差没啦？没交家务啦？啊？ ရန်ကုန်မန္တလေးနေပြီးတော့မင်းကြိုက်တဲ့နေရာမှာပြောလိုက်ကွာရက်ဆွဲတိကျတဲ့ချိန်ညာလိုက်မင်းတို့တိုင်းပြည်ချစ်တဲ့တပ်မတော်ချစ်တဲ့နိုင်ငံတော်ချစ်တဲ့လူမျိုးချစ်တဲ့ဟုတ်လားဟမ်မင်းတို့လိုကောင်းနေစိန်ခေါ်ရလားငါမင်းတို့စိန်ခေါ်နေရအောင်လာပြီးတော့အာဘာနဲ့ဆွဲမယ်တော့900အဲ့ဒါမင်းတို့စောက်လို့မဟုတ်ဘူးဟဲ့အောင်တိုင်းပြည်တော်တည်တဲ့စပီကာတကဘာလုံးတည်တဲ့စပီကာကွာရှင်းလား 白毛来人标的是笔杆瓜，喏，七百，七白的，那一个朝那的图片上？哎呀，咋的嘛？错啥了？对了，对嘛 <ハう S 1>？那个个？行了，啊，对的，咋的呀？七大瓜，你没事，这么多里包瓜给你搞，啊？哪个来？ တိုက်တဲ့နေရာမှာရှင်လိုက်ဇော်ပွင့်နေတာဘယ်မှာနေတာလဲသိလား DSC အကြောင်းရှိတဲ့စစ်တပ်ကတို့အကြောင်းရှိတဲ့ပြည်ဦးလင်မှာနေတာအဲ့လောက်ဆိုသဘောပေါက်ဟေ့အောင်မင်းသားကြီးဆိုတဲ့ကောင်မုံမောက်ခိုင်ဆိုတဲ့အမျိုးသမီးငါနေနဲ့အဲ့မင်းသားကြီးဆိုတဲ့ကောင်နဲ့ငါစိတ်ခေါ်တယ်ငါနဲ့အတူတူမျိုးလည်းကောင်မှရှင်ရဲရဲလားနင်တို့ဘက်ကရက်မဲ့လူနဲ့ငါဘက်ကရက်မဲ့လူနဲ့နာယီဝက်ရှင်ကြည့်လိုက် ရက်တည့်ရက်နင်တို့ငါ့ကိုတတ်ချင်တာမလားချိန်ညာလိုက်မတည့်ရက်ကြိုပြီးတော့မှဆင်းရဲလားဟမ်အမိတတ်နေတဲ့ဘဆိုင်ဘူးသူတို့လည်းကျွန်တော်အမိတတ်ပြီးပြောပြီးသားပြောပြီးပြီအမိတတ်လို့ရပြီဒီချိန်မှာနော်အမိတတ်လို့ရပြီဟိုကောင်မြောက်ပေးတာဟိုကောင်ကကျွန်တော်ဒီမှာမြားလေ အမိတက်လို့ရသွားပြီအာကျွန်တော်အဲ့လောက်တော့ဥပဒေနားလဲတာပေါ့ဗျာဆောက်ယူမှမဟုတ်တာကျွန်တော်ဘဒုမှာစမတိုက်ခိုက်ဘူးကျွန်တော်ကိုတိုက်ခိုက်လာလို့တော့ဟမ်တိအောင်တော့လုံးပြတယ်ပြီးရင်တော့ကျွန်တော်ပြီးသွားတယ်ကောဟိုလာဘီယံကောင်းမင်းသားကြိုးရတဲ့ဖိုင် 底棚里面挖都没去哦，别没，今朝我来的点啤酒，别给了，喏。 စော်ဖုံးဟိန်ဖန်းတဲ့ကိစ္စကတော့တစ်ဖက်ကတော့ဝမ်တာဆရာဖြစ်တယ်လို့တစ်ဖက်ကတော့ဝမ်တာဆရာမကောင်းဘူးဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်မနှမျိုးကိုပြောချင်တယ်တခုကတော့ခွေးလော်ဘီဒီနဲ့ပတ်သက်ပြီးတော့ပြောချင်တယ်တခုကတော့ကျွန်မတို့တော်လိုင်းရဲ့ကိစ္စနဲ့ပြောချင်တယ်စော်ဖုံးဟိန်ကိုသူ့နေအိမ်ကနေမှဖမ်းဆီးသွားတယ်လို့ပြောတယ်ဆိုတော့သူ့ကိုဆွဲထားတဲ့အမှုဒီလေအများကြီးဆိုအများကြီးပဲအရင်တော့ကစာကလေးကောင်းကိုဖမ်းတဲ့ပုံစံနဲ့လုံးဝမဟုတ်ဘူးเนาะ ဆိုတော့အခုဇော်ဖုံးဟင်းကိုဖမ်းလိုက်တာကိုဘောမနေအခုနင်းတို့ကြည့်ပါလွန်ခဲ့တဲ့အချိန်မှလည်းကျွန်မအမြဲတမ်းပြောတယ်ကျတော့မြန်မာနိုင်ငံမှာလွတ်လပ်စွာပြောဆိုပိုင်ခွင့်မရှိဘူးဒါကိုဖက်စစ်ဆိုရလို့ခေါ်တယ် မြန်မာနိုင်ငံမှာဥပမာ အဖြူကိုနင့်တို့မြင်ရင်တောင်မှအဖြူလို့ပြောပိုင်ခွင့်မရှိဘူးနင့်တို့ရဲ့ခွေးကြဘူးကနေမှဘာအယောင်လို့ပြောစေချင်တယ်လဲအဲ့အပေါ်မှာမူတည်ပြီးတော့ကဘာကအဖြူယောင်လို့တတ်မှတ်ထားပေမဲ့နင့်တို့တွေကယောင်မျိုးစုံဖြစ်သွားနိုင်တယ်အနီလေးဖြစ်နိုင်တယ်အစိမ့်လေးဖြစ်နိုင်တယ်နော်အဖြူကိုအဖြူလို့ပြောလို့မရတဲ့ခိရဲ့အောက်ထဲမှာနင့်တို့ကကြုံခံနေကြတာဖြစ်တယ်ဆိုတော့အခု စစ်ခွေးတွေထဲမှာလဲမင်းအွန်လိုင်းကိုကလန်းကဆန်လုပ်တယ်ဆိုလို့ရှင်ဖတ်တယ်အခုဒီဇော်ဖုံးဟိတ်လဲအမှန်တရားကိုဖော်ထုတ်တယ်ဖော်ထုတ်လာတဲ့အတွက်ကြောင့်နင်းတို့စစ်တပ်ထဲမှာပြိုလဲဆရာတွေဖြစ်လာတယ်စစ်ခွေးတကောင်နဲ့တကောင်ရင်ဖြစ်ဆရာတွေဖြစ်လာတယ်နင်းတို့ရဲ့တပ်သွင်းထဲမှာ ပြိုကွဲမှုတွေဖြစ်လာတဲ့တတ်သွေးထဲမှာဖြစ်နေတဲ့ပြဿနာတွေကိုတခြားသူတွေတိလာစေတယ်ဒါကြောင့်ဇော်ဖုံးဟိမလွတ်နိုင်ဖို့ရာအတွက်အခုလောလောဆယ်ဆယ်မှာပြည်သူတွေဒုက္ခခံနေရတဲ့ဝတ်ထောက်ကားတွေကို ရောင်းတာ အခုမှသိတယ်လား အရင်ကတည်းကတီးခဲ့ကြတာမဟုတ်ဘူးလား तू တစ်မောင်ခိုးတွေလောက်ခဲ့တယ်ဆိုရင်လည်းအစကတည်းကနင်းတို့တီးခဲ့တာမဟုတ်ဘူးလားအခုမှတီးတာလားလက်နဲ့ကင်တာတွေရောအခုမှတီးတာလားမဟုတ်ဘူးနင်းတို့တီးတာကြားလာပြီအခုမှဖမ်းတယ်ဆိုတာဟာဇောဖုံးဟင်းကိုနင်းတို့တတ်သွင်းထဲမှာရံဖြစ်စရာတွေဖြစ်လာလို့တတ်သွင်းထဲမှာနင်းတို့သဘောထားကွဲလွဲမှုတွေဖြစ်လာမှာစိုးလို့ဇောဖုံးဟင်းကိုဖမ်းတာဒါရှင်းရှင်းလေးပဲ နော်တစ်မောင်ခိုမှုတွေသူလုတ်ခဲ့တာကြားလာပြီဘာကြောင့်အရင်နဲ့မဖတ်နိုင်လဲလိုင်စင်မဲ့ကားတွေရောင်းချတာတွေရောလက်နက်ကင်တာတွေရောအခုလောလောဆယ်ဆယ်မှဖြစ်လာတဲ့ပြဿနာတွေလုံးဝမဟုတ်ဘူးအဓိကဇော်ဖုံးဟင်းကိုဖတ်တာဟာ တတ်သွင်း꽌ပြမှုတွေဖြစ်လာတယ်တယောက်နဲ့တယောက်ရဲ့အမားတွေကိုမြင်လာကြတယ်ပြီးတော့တတ်သွင်းမှာဖြစ်နေတဲ့ပလူပြန်နေတဲ့ဒုက္ခတွေကိုတတ်သွင်းထဲမှာเนาะတယောက်နဲ့တယောက်မရိုင်းမှုတွေဟာအခုအပြင်ကိုပေါက်ကြားလာတဲ့အတွက်ကြောင့်ဇောဖွင့်ဝင်းကိုပါဆက်ပိတ်ခြင်းလို့နင်တို့ဖမ်းလိုက်တာဖြစ်တယ်ဒါကစစ်ခွေးတွေနဲ့ဆိုင်တဲ့ကိစ္စနောက်တစ်ခုကဒီနေ့ကျမတို့တော်လာရဲတွေနဲ့ပတ်သက်ရင်တော့ဘာဆုံးရှုံးတယ်လဲဆိုတော့ဇောဖွင့်ဟင်းဟာ တတ်သွင်းကိစ္စတွေကိုသူဖော်ထုတ်လာတယ်။ဒီနေ့ကျမတို့တော်လာရဲဘက်မှာရှိတဲ့လူတွေပြောတာထက်ဘောမာတွေဘောငုံတွေပြောတာဟာပိုပြီးမှထိရောက်တာဖြစ်တယ်။ဆိုတော့အခုသူကကျွဲတို့ကိုလည်းဆဲတယ်လို့ပဲသူတို့ခွေးတွေကိုလည်းသူတို့ဆဲတယ်ဒါကြောင့်သူထွက်လာဖို့ရတဲ့အခွင့်ရဲ့အင်မတာမှ နေတယ်လို့ပြောတယ်ဒါပေမဲ့ပေါ့နော်တခုခုနဲ့အဲလုတ်ပြီးမှထွက်လာရင်လည်းထွက်လာမှာပေါ့နော်တကယ်လို့ तू ထွက်လာတယ်ဆိုလို့ရှိရင်တော့အခုလို့ तू អော်တော့မှာမဟုတ်ဘူးနော် तू မអော်တော့တဲ့အတွက်ကြောင့်တတ်သွင်းကိစ္စတွေပြီးသူတွေမသိနိုင်တယ်လို့တတ်သွင်းကိစ္စတွေကိုအပြင်ဘောမှနေလဲလုံးဝတိလာချာအကြောင်းမရှိတော့ဘူးဒီလိုမျိုးရှိတယ်ဒါကြောင့်ဇောဖုံးဟင်းဟာဘောမှလို့ပြောပေမဲ့ကျတော့အတွက်អော်ပေးတဲ့လူတယောက်လို့လဲကျမတို့မြင်လို့ရတယ် နော်စစ်တပ်တွေကိုကောင်းတာကြီးပဲမြင်တဲ့သူတွေရဲ့နားခဲမှာအိုးတကယ်ပဲဒီလိုဖြစ်ပါလားတကယ်လို့ကျမတို့တော်လန်ရေးတီတာပြောတယ်ဆိုလို့ရှင်တော့ဒီတော်လန်ရေးတီကစစ်တပ်ကိုမုန်းလို့ပြောတယ်လို့ပြောမယ်ဒါပေမဲ့ဘောမတယောက်ပြောတဲ့စကားဟာဘောမတွေချင်းချင်းနားထဲမှာနှုတ်ဝန်ချိုးတယ် ယုံကြည်စေတယ်နော်ဒါကြောင့်ကျတို့တော်လာရဲတွေအတွက်လည်းတိတ်တော်မကောင်းဘူးနော်ကျတို့ကြားရမယ့်အရာတွေမကြားနိုင်တော့ဘူးပေါ့နော်ဒါတခုရှိတယ်ဆိုတော့ကျော်စုဦးကိုကြည့်လိုက်ဒီနေ့ကျော်စုဦးအဖြူကိုအဖြူလိုမမြင်တော့ဘူးအဖြူကိုဘလို့မြင်တယ်လဲဆိုတော့ main online မြင်စေခြင်းတဲ့အရာအတိုင်းတူမြင်သွားတယ်။ဘာကြောင့်မို့ကျော်စုဦးရဲ့တည်င်းတွေကိုကျွန်မဘာကြောင့်မို့ reaction တွေတိတ်မလုပ်တော့တာလဲဆိုတော့သူတို့ကပါဆက်ထဲမှာဘောအပိထည့်ထားပြီ သူတို့ရဲ့ဗဇက်ထဲမှာအမှန်တရားလုံးဝမထွက်နိုင်တော့ဘူးဒါကြောင့်အတုံးမလိုတော့ဘူးနော်ကျောစုဦးဟာဗန္ဓမာအဖန်စီခံရပြီးထွက်လာတဲ့အခါမှာအဲတလနလတုံးကတော့စစ်ခွေးတွေကြိုက်တဲ့အတိုင်းပြောတယ်နောက်ပိုင်းကျတော့သူမွတ်ကြလာတဲ့အခါမှာအမှန်တရားတွေကိုသူထုတ်ဖော်လာခဲ့တယ် ဒါပေမဲ့ဒုတိယအကြိမ်ဖမ်းလိုက်တဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်เนาะကမျက်စိထဲမှာလဲဘောပဲနှာခေါင်းမှာလဲဘောပဲပါးစပ်ထဲမှာလဲဘောပဲအမှန်တရားဆိုတာသူ့ပါးစပ်ထဲကလုံးဝမထွက်တော့ဘူးเนาะအားလုံးဟာမင်းအွန်လိုင်းအလိုကျအဖြူကိုအနီလဲဖြစ်နိုင်တယ်လို့အဝါလဲဖြစ်နိုင်အစိမ့်လဲဖြစ်နိုင်တယ်အမေးလဲဖြစ်နိုင်တယ်အဲ့လိုပဲဖြစ်သွားတယ်ဒါကြောင့်အခုဇော်ဖုံးဟိန်ကတာစစ်ခွေးတည်းရဲ့ပညာပေးပြီးပြန်ထွက်လာခဲ့တယ်ဆိုလို့ရှိရင်တော့တော်တော်တော်ဘာမှတုံးလို့မရတော့ဘူး နော်ပြီးတော့ဘောမတွေအတွက်လဲပို့ပြီးမှတရင်အမောင်ချမှုကိုပို့ပြီးမှခံရသွားပြီဇော်ဖုံးဟင်းကအခုလိုမျိုးအော်ပေးတော့မှာမဟုတ်ဘူးတကယ်လို့ဒါသူထပ်ပြီးမှအော်မယ်ဆိုလို့ရှိရင်လော်ဘီထပ်လုပ်မယ်ဆိုလို့ရှိရင်လဲပဲနော်မင်းအွန်လိုင်းရဲ့အလိုတိုင်းအကြပဲသူပြောသွားတော့မှာဖြစ်တယ်နော်ဆိုတော့ဇော်ဖုံးဟင်းဖန်သွားတာကတော့တစ်ဖက်တော့ကောင်းတယ်လို့တစ်ဖက်တော့လည်းတိတ်မကောင်းဘူးဆိုတဲ့အကြောင်းပြောပြချင်တယ်နော်ပြည်သူတွေဘယ်လိုခံယူသလဲ comment ဆိုရေးထားကြနော်